ဆရာမနံပါတ်ဟွာပေါ့ lucky number ကအရန်ကောင်းတယ်တဲ့အခုဆိုလို့ရှိရတယ်ကျမကြိုက်ဆုံး review လို့ပြောမှာပေါ့နော်အခုဆိုလို့ရှိရတယ်ကျမရဲ့ပတ်စံ A 3လုံးရှိတာ3လုံးထဲမှာပတ်စံ A ကပတ်စံငွေမပြတော့ဘူးတဲ့ဆရာမကိုအရန်ကျုပ်စွတင်တာပဲဆရာမရဲ့အရန်ကောင်းတယ်ပေါ့နော်ပြီးရလေဖုန်းနံပါတ်ထဲမှာတချို့မတိပဲနဲ့တုံးထားမိတဲ့နံပါတ်ဆိုးတစ်ခုကြောင့်ကျမပြောပြအောင်မယ်နော်အဲ့ဒါကလေလုံးဝ8000တဲ့တုံးလို့မရတဲ့နံပါတ်တစ်ခုနဲ့3ည3ည2နဲ့ကြိုက်ပြီဆိုလို့ရှိရင်8000ကြီးမှာဘေးလူကြားလူလဲလူဝင်လာပြီကိုလူကသူများလူဖြစ်ရမယ်သူများလူဖြစ်သွားမယ်နော်ကိုရဲ့အိတ်ခန်းကြီးကလေ င်လန်ကြီးဖြစ်သွားမယ်ငိုရလို့တကယ်တော့လေဖုန်းနံပါတ်ကဘေးတင်မဟုတ်ဘူးလားဖုန်းနံပါတ်နဲ့ဘေးတင်နဲ့လုံးဝကိုမတူတာမဆက်ဆံတာပဲဖုန်းနံပါတ်ကတက်တက်ဘေးတင်ကတက်တက်ဖုန်းနံပါတ်ကမကောင်းတာကြိုက်ထားမိလို့ရှိရင်လူကိုဖုန်းနံပါတ်ကဆွဲထားတာအဲ့တော့လူကရှေ့ကိုဘယ်လောက်ပြေးပြေးဖုန်းနံပါတ်ဆွဲထားတဲ့အခါကျတော့ ရှေ့ကိုတိုးတက်တဲ့လောက်မတိုးတက်တော့ဘူးခုနမှာကောင်းရင်ဘလောက်တော့ကောင်းလဲဆိုတဲ့ဟာတွေကိုကိုကတိတော်တဲ့အချိန်မှာဒီပညာထက်ကိုခုတ်ချပြီးတော့ထထန်းဝင်တင်လိုက်တယ်အခုလည်းအများသူငါအကူညီပေးနေတာပေါ့နော်ဖုန်းနံပါတ်ဆိုတာကလည်းလူတိုင်းကိုပေါ့နော်အများသူငါအချမ်းသာဒုက္ခပေးတဲ့ပညာရတစ်ခုဖြစ်ပါတယ်ရှင်ကိုဒုက္ခရောက်နေလို့ငွေကြေးပြဿနာကြီးတက်လို့ဆရာမရဲ့ TikTok ကဗီဒီယိုလေးတွေ့လို့ဆရာမရေးဆိုပြီးတော့သူငါးသိန်းနဲ့လေးဝယ်သွားရပေါ့နော်ပြီးလည်းပြီးရောအဲနောက်ကြာတဲ့ခါကျတော့သူ တလားတော့မကြောက်ဘူးเนาะသူ review လာပေးရဘယ်လိုလဲဆရာမကျမကိုမှတ်မိလားတဲ့ဆရာမနံပါတ်ဟွာပေါ့ lucky number ကအရန်ကောင်းတယ်တဲ့အခုဆိုလို့ရှိရင်ကျမအကြိုက်ဆုံး review လို့ပြောမှာပေါ့เนาะအခုဆိုလို့ရှိရင်လည်းကျမရဲ့ပတ်စံ A 3လို့ရှိတာ3လို့ထဲမှာပတ်စံ A ကပတ်စံငွေမပြတ်တော့ဘူးတဲ့ဆရာမကိုအရန်ကျုစွတင်တော့ပဲဆရာမရဲ့အရန်ကောင်းတယ်ပေါ့เนาะဒါကတော့တော်တော်လေးကိုကျမအုံနောက်ထဲမှာမှတ်မိပြီးတော့ပျော်ရွှင်ကျေနပ်နေတဲ့ review တစ်ခုပေါ့เนาะနောက်တစ်ခုကကြတော့ဒီအိတ်ထောင်တမျိုးသမီးတယောက်ပေါ့เนาะသူကြတော့အမှုရေဆိုင်နေရတယ် တော်တော်ကြီးကိုဒုက္ခရောက်တယ်ငွေကြီးတွေကျတဲတယ်သူကကြတော့အရှိမ၄လေးဆိုရယ်နံပါတ်ကိုကင်ပြီးတယ်ဗောနော်သူ့သူဝယ်ရတော့မဟုတ်ဘူးဒီနားလက်တကြွတဲ့သူနဲ့ပဲသူဝယ်လိုက်တာဗောဒါပေမဲ့ဒီနံပါတ်ကိုကင်ခံစားမှာကြတော့သူကအရန်ကောင်းတယ်စီပွားရေးတွေတိုးတက်သွားတယ်အဆင်ပြေသွားတယ်ချိမိသွားတာဗောနော်ပြီးလက်ပြီးတော့ဖြည်းဖြည်းနဲ့သူကဒီလိုမျိုးအဲဘယ်လိုပြောရမလဲစီပွားရေးအဆင်ပြေတော့ဘူးတိလားဒီရှိတဲ့ပစ္စည်းလေးတွေက အဲရောင်းလိုက်ရတာပေါ့ကားသုံးစီးရှိရဆိုနှစ်စီးဖြစ်သွားတယ်ဒီစီးဖြစ်သွားတယ်ကွာအဲ့လိုမျိုးနေထားတခုမှ तू ကတန်တန်ရတော့ရှိရပေါ့နော်ဒီနံပါတ်ကြောက်လားဒါပေမဲ့လည်းငါတို့ကဆရာသမားနဲ့ဝယ်ထားတာပါလေဆိုပြီးတော့နေနေတဲ့ခါကျတော့ဆရာမရဲ့ TikTok မှာဗီဒီယိုလေးတွားကြည့်တော့၄၅၆လမ်းပေးရောက်ဆိုပြီးဆရာမရဲ့တွေ့လိုက်တော့ကျမအိတ်လို့တော့မပြောဘူးတဲ့အဲ့နဆရာမစီဗိုက်ပါမှာလာ join နေပေါ့နော် join ပြီးတဲ့ခါကျတော့မှဒီကျမဆရာဖုန်းနံပါတ်ကိုတန်ဖိုးမြင့်တဲ့ဖုန်းနံပါတ်တစ်ခုကို तू ဝယ်သွားတယ်ဝယ်ပြီးတော့ ောင်းပြတော့မကြအောင်ကျမတို့ review ပြန်လာပေး။ဆရာမရဲ့နှင်းရှိပေါ့နော်။သူရှင်းမပြောတော့သုံးနှစ်လား၅နှစ်လားမသိဘူး။သူရင်ဆိုင်နေရတဲ့အမှုတစ်ခုကဆရာမရဲ့ focus ကိုဒီကြိုက်ပြီးတဲ့ဆက်ဆက်ဖုန်း တောင်းလိုက်တဲ့ချိန်မှာပေါ့နော်အမှုကအဲကြည်အေးဖို့လာပြောတယ်သူတို့လိုချင်တဲ့ level တစ်ခုကိုပေါ့နော်နှိမ့်နိုင်ပြီးတော့အယောစားပြန်ရတော့ငွေတွေလည်းပြန်ရလာတယ်ပေါ့နော်အမှုလည်းနိုင်သွားတယ်ဆိုတော့ဆီယမရဲ့ပြောလိုက်တာဆီယမအရင်ကျေးဇူးတင်တယ်တဲ့အဲ့ကျမရဲ့ review လေးကို TikTok မှာပေါ့နော်ဆီယမကအဲပြပြရွှေရွှေနဲ့ပြန်ပြီးတော့ review လေးပေးပြပါဆီယမရဲ့တဲ့သူများတွေကိုလည်းကျမလိုမျိုးစိတ်ချမ်းသာစေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးပြောသွားတယ်ဆိုတော့ဘယ်လိုပြောမလဲလက်တွေ့မှာကကြတာဖုန်းနံပါတ်ကမယုံလို့ကိုမရတာပဲ ပြီးလေဖုန်းနံပါတ်ထဲမှာတချို့မတိဘဲနဲ့တုံးထားမိတဲ့နံပါတ်ဆိုးတစ်ခုကြောင့်ကျွန်မပြောပြအောင်မယ်နော်အဲ့ဒါကလေလုံးဝ8000တဲတယ်သုံးလို့မရတဲ့နံပါတ်တစ်ခု single ဆိုလို့ရှိတော့3တော့3223မိမိတို့ကင်ဆောင်နေတဲ့ဖုန်းနံပါတ်ထဲမှာ3223ပါတယ်ဆိုလို့ရှိတော့အချစ်မခံရဘူးနော်အပြစ်ခံရမှာသိလားဒါပေမဲ့ဒီနံပါတ်ကကြတော့လုံးဝအဆိုးလာဆိုမဟုတ်ဘူးလူချင်းလူခင်အရင်ပေါ်တာ လူချင်းလူခင်ပေါ်တယ်ဈေးရောက်ကောင်းတယ်လုပ်ငန်းတွေလုပ်တဲ့အခါမှာတောင်းနဲ့နဲ့တော့ပေါအောင်တုံးလို့ရတယ်ကိုယ့်ရဲ့ပါစင်နဲ့တော့တော့မတုံးနဲ့တော့တုံးပြီးလို့ရှိရင်အချိန်ရင်းမှာအချိန်ရင်းမှာကြတော့အတီတကြအချိန်ရုံမရဘူးအိတ်ထောက်သက်ဆိုလို့ရှိရင်လည်းဒီအိတ်ထောင်အဲ့တော့တဲ့နှစ်ယောက်လင်မယားအချင်းချင်းမှာပေါ့နော်အဲတယောက်နဲ့တယောက်ကတော့စဖြစ်တယ်တကြက်ကြက်ဖြစ်တယ် လီလီမရနေအောင်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့အိတ်ထောင်ဘက်ကိုချစ်ခင်မှုမရှိတော့ဘူးတခြားလူတယောက်ကိုသွားပြီးတော့အားကိုးတာမျိုးချစ်မိတာမျိုးမိခိုးတာမျိုးကိုယ့်လက်ရှိမှာရှိနေတဲ့အိတ်ထောင်ဘက်ကိုလုံးဝစိတ်ဝင်စားတာမျိုးဖြစ်သွားတယ်အဲ့ဒါသုံးနှစ်နှစ်သုံးရဆိုကြပဲကောင်းကျိုးကကြတော့စီးပွားရေးမှာတော့အရန်ကိုကောင်းတယ်နော်ဆိုတော့ဆီယမားတို့စီမှာဖုန်းနံပါတ် lucky number လိုချင်လို့ပါဆိုလာဝယ်လို့ရှိတော့ဆီယမားကလုပ်ငန်းရှိဆိုလို့ရှိရင်ဘယ်လိုနံပါတ်ပေးရလဲအဲတကယ်ရိုးရိုးပေါ့နော်ဝန်ထမ်းလေးတွေကိုယ့်ကိုယ်ကိုတနက်တစ်ပိုင်းလုံနေတဲ့သူတွေဆိုလို့ရှိရင်နံပါတ်ကတမျိုးပေးရတယ်ဖုန်းနံပါတ်ကလည်းဘလောက်တောင်လူတယောက်ကိုအကျိုးတရား ဖို့ရှိလဲဆိုပြောပြမယ်နော်လူတယောက်ကအရန်အေးရလူအေးဖြစ်နေကွာအေးအေးနေအေးအေးစအေးအေးသွားဆိုလို့ရှိရင်အဆရာမတို့ရဲ့ဖုန်းနံပါတ် lucky နံပါတ်ကိုကိုင်လို့ရှိရင်အရန်ထက်မြက်သွားတော့လက်သွားလုံးလို့ရတယ် တချို့ဆိုလို့ရှိရင်ပေါ့လေအိတ်ထက်တဲ့အမကြီးတို့ဆိုဆီယမကကျမမျိုးသားအရန်ဆိုးရတယ်ဒေါသအရန်ကြီးတယ်အိမ်မကပ်ဘူးတခုခုဆိုလို့ရှိရင်လေစကားစာပြောပြီးဆိုရတဲ့ရန်ပြစ်စကားများရတယ်ဆီယမရဲ့အဲ့ဒါလေသူအေးစစ်တီတီငြိမ်လေးဖြစ်ချင်းလို့လုပ်ပေးပါဆိုလို့ရှိရင်အဆီယမတို့ကဒီလူရဲ့နေနံနဲ့သူ့ရဲ့အလောက်ကိုင်သူ့ရဲ့စိတ်နေစိတ်ထား character ကိုကြည့်ပြီးတော့ lucky number တခုကိုပေးလိုက်တဲ့ခါမှာတိတ်မကြအောင်ဒီလူကလာပိုင်းအတွင်းပေါ့နော်ဆီယမရောက်ကြတော့အဆင်ပြေသွားပြီးတီတီငြိမ်နဲ့အလောက်လေးလက်ဆင်ပြေသွားဆို review တွေကလာလာပေးတယ် ဒါကြောင့်မလို့ပြောတာမယုံရင်ခံယုံရင်ဆန်ဆိုတာအလကားမဟုတ်ကျွန်မရဲ့ TikTok မှာဝင်ကြည့်လို့ရတယ်เนาะ review တွေကအများကြီးပဲဆီယမ်မရဲ့နံပါတ်ကိုတုံးလိုက်တာအများကြီးစစ်ပြေသွားတယ်ဆိုတဲ့ဟာတွေကလက်တွေ့မှာ တကယ်ကိုဖြစ်ပြနေရတာပေါ့เนาะဒါကြောင့်မလို့ကျွန်မတို့ကစကားအများကြီးမပြောရင်မယုံရင်ခံယုံရင်ဆန်တဲ့ပဲရှင်းဆက်တဲ့ရှင်းကျေးဇူးပါအစင်းတော့ကြတော့လေ နှစ်သိန်းကနေစပြီးရောင်းတယ်ပေါ့နော်အရင်စစရောင်းကျင်တော့ဆရာမတစ်သိန်းကနေစရောင်းတယ်ဒါပေမဲ့တစ်သိန်းနဲ့ lucky တွေကကြာတော့နည်းနည်းလေးကြာရ reset ကနှေးရဆရာမတို့ကြာအခုတော့အခုကောင်းသွားတာမျိုးကြိုက်တယ်ကွာတိလားဒါကြောင့်မို့ဆရာမတစ်သိန်းနဲ့လေးဖြုတ်ချပြီးတော့နှစ်သိန်းကနေစပြီးရောင်းတယ်ပေါ့နော်ဖုန်းနံပါတ်တစ်ခုကကြာတော့နှစ်သိန်းကနေစပြီးတော့သိန်း120ထိရောင်းတယ်ဆရာမစီမှာပေါ့နော်တကယ်လက်တွဲမှာလက်တွဲမှာ ဒီလုပ်ငန်းရှင်တွေစီးပွားရေးလုပ်တဲ့စီးပွားလုပ်ငန်းတစ်ခုကိုပတ်ပတ်နဲ့နိုင်ဥဆောင်နေတဲ့လုပ်ငန်းရှင်တွေကကြတော့လေတံပိုးမြစ်တက်ကတ်တွေတုံးကြများသောအားဖြင့်30နဲ့30 50ရတော့ရောင်းရဆုံးပေါ့နော်ဒီရိုးရိုးဒီလက်လုံလက်စားတွေဝတ်ထမ်းလေးတွေကြတော့များသောအားဖြင့်9သိန်းတန်လေးတွေတုံးကြတယ်လက်တွေ့မှာလည်းအခုတော့အခုကောင်းသွားတာဆိုလို့ရှိရင်ဒီ9သိန်းတန်လေးတွေကတော့တော်တော်လေးကိုပေါက်တယ်ပေါ့နော် review မှာဆိုတော်တော်လေးကောင်းကြတယ် တကယ်တော့လေဖုန်းနံပါတ်ကဘေးတင်မဟုတ်ဘူးလားဖုန်းနံပါတ်နဲ့ဘေးတင်နဲ့လုံးဝကိုမတူတာမဆက်ဆက်တာပဲဖုန်းနံပါတ်ကတက်တက်ဘေးတင်ကတက်တက်အဲဖုန်းဒီပညာကြတော့ထိုင်းရလာတာပေါ့နော်ဆရာမတို့ကြတော့လည်းထိုင်းမှာသွားတင်ထားရတာဒီဒီပညာတကယ်တော့တအားခက်ခဲတဲ့ဆရာမတို့တော့သူများတော့လွယ်လွယ်မယ်ဆရာမတို့ကြတော့ကျွန်တော်ဆရာမမှာကလေးတစ်ယောက်ရှိရတဲ့သေးသေးလေးပေါ့နော်ဒီသမီးလေးဆိုတော့နှစ်ပဲရှိသေးတယ်ဒါလေးဆိုလို့ရှိရင်ဒီ 6နှစ်ပေါ့နော်6နှစ်9နှစ်ဝတ်ကျင်အဲ့လောက်ကိုကျမကလေးနှစ်ယောက်လက်ကိုဆွဲပြီးတော့ဘန်ကောက်ကိုတက်သွားပြီးတော့ဒီပညာခက်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 နဲ့သင်ယူခဲ့ရတာပါဘာကြောင့်အဲ့လိုမျိုးခက်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 စော်စားပြီးတင်ယူခဲ့လဲဆိုလို့ရှိရင်ဆ iam မကိုတိုင်ကခေါ်66ခေါ်ဆိုတဲ့နံပါတ်ကိုကင်ပြီးတော့အိတ်ထောင်ရေးမှာကတော့စာရီဖြစ်ပြီးတော့ကွဲကွာခဲ့ရတယ်ဝေးကွာခဲ့ရတယ်အိတ်ထောင်တန်းလုံးဝကင်လို့မရနံပါတ်ကပြောလိုက်မှာနော်ဆ iam မကိုတိုင်ကင်ခဲ့တာမျက်ရည်တွေပေါက်ပေါက်ကျခဲ့ရတာအိတ်ထောင်ရေးမှာဝမ်းနည်းခဲ့ရတာအပူဆွေးခဲ့ရတာဆိုလို့ရှိရင်နှစ်3ည3ည2နော်လုံးဝကင်လို့မရဘူးနှစ်3ည3ည2ကင်ပြီးဆိုလို့ရှိရင်အိတ်ထောင်ရေးမှာဘေးလူကြလူ လို့လဲလူဝင်လာပြီးကိုယ့်လူကသူများလူဖြစ်ရမယ် သူများလူဖြစ်သွားမယ်เนาะကိုယ့်ရဲ့အိတ်ခမ်းအရာလေးပင်လယ်ကြီးဖြစ်သွားမယ်ငိုရလို့အရင်ဝမ်းနေစရာကောင်းတယ်ဒုနဲ့မြည့်ရေးသုံးရမယ့်နံပါတ်ဆို8000ရင်းမှာ1 3 3 2လို့မှတ်ထားလိုက်ဆရာမလို့ဆိုလို့ရှိရင်ဒီခေါ်6 6ခေါ်ไก่တယ်ဒီလင်မယားရေးဝေးกว่าရယ်ကွက်กว่าရယ်စကားများရံဖြစ်ဝမ်းနေပူဆွေးရယ်အဲ့မှာဟာဖုန်းနံပါတ်ကလူတယောက်ကိုအဲ့လောက်တော့ဒုက္ခပေးပါလားဖုန်းနံပါတ်ကောင်းရင်ဘယ်လောက်တော့ကောင်းလဲဆိုတဲ့ဟာတွေကိုကိုကတိတော်တဲ့အချိန်မှာဒီပညာထက်ကိုခုတ်ချပြီးတော့တထန်းဝင်တင်လိုက်တယ်အခုလည်းအများသူငါကူညီပေးနေတာပေါ့เนาะဖုန်းနံပါတ်ဆိုတာကလေလူတိုင်းကိုပေါ့เนาะအများသူငါကိုချမ်းသာသူ ခပေးတဲ့ပညာရတစ်ခုဖြစ်ပါတယ်ရှင်။ကနန်းတွေကအများကြီးရှိရပါတော့။ဒါပေမဲ့ဒီထဲမှာငွေဝင်တဲ့နံပါတ်လေးတစ်ခုပေးခြင်းနဲ့ဘာလို့ဆိုတော့ငွေရလူတွေကတဲချေခိုင်းလေ။ဆိုတော့ lucky number ကိုကင်တဲ့ရွေရချက်တစ်ခုကိုကငွေဝင်ခြင်းလို့ငွေငွေမဝင်သေးဘူးဆိုလို့ရှိရင်တော့ရွရွကတ်တွေကင်မှာပေါ့။ဟုတ်တယ်ဟုတ်။ဆိုတော့အခါကျတော့ငွေအရန်ဝင်တဲ့နံပါတ်တစ်ခုပြောပြရမယ်ဆိုလို့ရှိရင်တော့2 8 8နော်နှင်းရှင်းနှင်းရှင်းနှင်းရှင်းအဲ့လိုမျိုးရှင်းနှင်းရှင်းမဟုတ်ဘူးနှင်းရှင်းနှင်းအဲ့လိုမျိုးပေါ့နော်ဒီလက်ပတ်ပါပြီဆိုလို့ရှိရင်ငွေတွေကငွေနောက်ကိုကိုကလိုက်ဆရာမလို့ငွေရက်ကိုစီလာမှာ ဟုတ်ပြီနော်ခုနကပေးသွားတဲ့ review တခုဆိုလို့ရှိရင်သူ့မှာပတ်စံအေး၃လုံးရှိတယ်၃လုံးစလုံးကငွေမပြတ်ဘူးငွေတွေပြည့်နေတဲ့ဆရာမဆိုပေးသွားတာအဲ့ဒါပဲဖုန်းနံပါတ်ကောင်းကိုကင်လို့ရှိရတော့တကယ်ကိုကိုယ့်စီကိုငွေရရောက်လာတာငွေရှာလွယ်တယ်ငွေရှာတော်တယ်ငွေဘယ်လိုရှာရမလဲဆိုတဲ့ idea ကောင်းတွေရောက်လာတယ်မခက်ခဲတော့မပင်ပန်းတော့ဘူးနော် ဟုတ်တယ်တချို့အိတ်ထောက်တဲ့တွေဆိုလင်မယားနှစ်ယောက်ရှိတယ်ကွာအမျိုးသားရုံဘာအမျိုးသားမယုံဘူးအမျိုးသမီးကယုံနေပြီဆရာမအရန်ကိုကြိုက်နေပြီအမျိုးသားပြောလို့မရဘူးသူ့နံပါတ်ကလည်းအရန်ဆိုးတယ်ဆိုလက်လာပြောကြတယ်အဲ့ခါကျတော့ကျမကဘယ်လိုမျိုးပြောလဲဆိုလို့ရှိရလေအမ မယုံတဲ့သူအတင်းသွားမပြောနဲ့အမကိုယ်တိုင်ပြောင်းအမကိုယ်တိုင်ပြောင်းပြီးတော့အမကိုယ်တိုင်ကောင်းသွားတာ level မြင့်သွားတာတိုးတက်ကောင်းမွန်သွားတာအမအရင်တက်တည်ပြလိုက်ပြီးတော့မှအမမျိုးသားလက်တွေ့မြင်လာလို့ရှိရင်သူ့ဘာလာပြောင်းလိမ့်မယ်အတင်းတိုင်တော့စရာမလိုဘူးကျမတို့ကမယုံရင်ခံယုံရင်ဆန်နဲ့ပဲရှေ့ဆက်သွားတာလေနော်လုပ်ငန်းရှင်တွေကြတော့လေကျမကဘယ်လိုပြောမလဲအကြံဉာဏ်ပေးချင်တာပေါ့နော်လူကအရန်စူးစားရကွာလူကအရန်ကိုစူးစားရအာတော်ခေါ်ဆိုင်လှုပ်လှုပ်တယ် ဒါပေမဲ့ဖုန်းနံပါတ်ကမကောင်းတာကြိုက်ထားမိလို့ရှိရင်လူကိုဖုန်းနံပါတ်ကဆွဲထားတာအဲ့တော့လူကရှေ့ကိုဘယ်လောက်ပြေးပြေးဖုန်းနံပါတ်ဆွဲထားတဲ့အခါကျတော့ရှေ့ကိုတိုးတက်တဲ့လောက်မတိုးတက်တော့ဘူးအဲ့ခါကျတော့သူများတွေက comment လာမှတ်ကြတယ်ဘယ်လိုလာမှတ်လဲဆိုအဲဖုန်းနံပါတ်ကအပူတွေပါတချို့ဆိုဖုန်းနံပါတ်ကောင်းလည်းမသုံးပဲနဲ့ဘာကြောင့်ချမ်းသာနေရလဲជីជីတက်ချမ်းသာတယ်လေជីလိုက်ပါလားဆိုလာပြောကြတယ်ဟုတ်ကဲ့အဲ့ဒါလေးဘယ်လိုပြောရမလဲဆိုတော့လေဒီချမ်းသာနေပါတယ်ဆိုတဲ့သူတွေတွားကြည့်လိုက် ဒါဗီဒီယိုလေးတွေ TikTok မှာ social media မှာတို့ချမ်းသာကြအောင်ပဲခဏချပြရလေတကယ်သူ့ရဲ့အိတ်ထဲမှာဘာတွေဖြစ်နေလဲကိုရီးယားသိလို့လားတချို့ဆိုလို့ရှိရင် personal ကိစ္စတွေရှုပ်နေတချို့ဆိုမိသားစုကိစ္စတွေရှုပ်ထွေးပြီးတော့စိတ်ညစ်နေရတယ်ငွေကြေးသာချမ်းသာတာကွာတို့ရဲ့အဲအိတ်ထဲမှာအဓိကမောင်နှမမိသားစု relationship တွေဆက်ပြင်းမနေဘူးပြဿနာတွေတက်တယ်လူလိမ်ခံရတယ်ငွေကြေးတွေဆုပ်ရှုပ်အများကြီးပဲအဲ့ခါကျတော့ lucky number ကိုတောင်းလိုက်တဲ့ခါကျတော့ဒါမျိုးတွေမရှိတော့အဖက်ဖက်ကနေပြီးတော့အေးချမ်းလာတယ်ဆံမလို့ရှိမှ lucky number လာဝယ်လို့ရှိရင်ဆရာမအဲအိတ်ထောင်ရေးဆက်ပြေး းခြင်းနဲ့ငွေဝေခြင်းနဲ့အပြောဆိုမအောင်မြင်ဘူးအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့အားနည်းချက်ကိုပြောပြီးလာဝယ်ရမယ်ဆီယမ်မာတို့ကကျတော့ဖုန်းနံပါတ်တစ်ခုကိုအဲဒီ user လက်ထက်အက်လက်တဲ့ခါမှလေဘာလိုခြင်းလဲဆိုတော့သူတို့ပြောတဲ့ချက်ကိုပဲထည့်ပေးလိုက်တာဥပမာလာဝယ်တဲ့သူကလေကျွန်တော်ကတော့ငွေဝင်ခြင်းနဲ့ okay ငွေဝင်တဲ့နံပါတ်ထည့်ပေးလိုက်တယ်နောက်တစ်ခုက800ရင်းစစ်မပြူဆီယမ်မာ800ရင်းမှာချစ်ကြည်နှုတ်အောင်လို့နံပါတ်ကိုထည့်ပေးလိုက်တယ်ပြီးလို့ရှိရင်ကျမကပြောစကားဆိုစကားမအောင်မြင်ဘူးဆီယမ်မာပြောဆိုအောင်မြင်အောင်လူချစ်လူခဲကောင်းအောင်ဆိုအဲ့နံပါတ်ကိုထည့်ပေးလိုက်တယ်အဲ့ခါကျတော့ဒီနံပါတ်ကို3လို့သူဒီလူက3လကနေ6 6လ8လအတွဲမှာကျင်းသိပတ်ကောင်းတယ်ဒါကြောင့်မလို့ lucky number လို့ခေါ်ရလေနော်တော်တော်ကြီးကိုဒီမျက်ရည်ကျခဲ့ရတဲ့ဘဝတွေလည်းရှိတယ်မျက်ရည်ကျခဲ့ရတဲ့အထိဝမ်းနည်းခဲ့ရတဲ့ဟာတွေလည်းရှိတယ်ဒါပေမဲ့ဒီပညာရကိုရအောင်သင်ယူလိုက်တာဘာကြောင့်လဲဆိုတော့ဒီအများသူငါ့ကိုပေါ့နော်စိတ်ချမ်းသာစေခြင်းနဲ့ကျန်းမာစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့ဒါကြောင့်မလို့ဒီနံပါတ်နဲ့ဆရာမအခုအကောင်းဆုံးမျှဝေပြီးတော့လုပ်ပေးတယ်ပေါ့နော်လူတွေဟုတ်ဒါကြတော့ဝေဖန်တာမဟုတ်ပါဘူးတို့မသိလို့ပါဒီဆရာမတို့စီမှာပေါ့နော် ကောင်လေးတယောက်ဆိုလုပ်ငန်းတစ်ခုတော်တော်ကြီးကြီးတဲ့လုပ်ငန်းသူလုပ်တယ်သီလားဒါပေမဲ့ဆီယမား TikTok ကိုတွေ့တယ်ပေါ့နော်ဆီယမားကလည်းကျွန်တော်ဆီယမားပြောသူလိုပဲဖြစ်နေတာလေကျွန်တော်စူးစမ်းတယ်နော်ဒါပေမဲ့ကျွန်တော်လက်ထက်မှာငွေမကြံဘူးတဲ့အဲ့ခါကျတော့သူနဲ့ဆွေးနွေးတယ်ပေါ့နော်ဆွေးနွေးပြီးတဲ့ခါကျတော့ तू ကဒီတိတ်နှစ်ဆက်တဲ့ကတ်ကိုဝယ်သွားတာဝယ်သွားတဲ့အချိန်မှာမှတ်မှတ်ရရမှတ်မိနေတဲ့ချက်က तू က April 7ရက်နေ့မှာလည်းကျွန်တော်လက်ထက်ကိုရောက်လာတယ်နော် ရောက်လာတဲ့အချိန်မှာသူဆယ်ရက်တော့မပြည့်ဘူးเนาะတကြံရုံးပိတ်ရက်မှာတော့မှဆရာမရဲ့လေတကယ်ဆိုရုံးပိတ်ရက်ဆိုတော့ငွေရဝင်စရာအကြောင်းမရှိဘူးလေဒါပေမဲ့ကျွန်တော်စီကငွေတွေဝင်လာတယ်ပေါ့เนาะလူတွေကဘလို့ဖြစ်နေလဲဆိုတဲ့ခါကျတော့ငါကဒီကတ်တကတ်ကိုငါသိမ့်ဖို့ဝယ်လိုက်တယ်ဆိုဒီဖုန်းကတ်ကတခြားမှာဝယ်လာဒါလောက်မှမရှိတာငါသိမ့်တော့ပေးရမှာလားဆိုပြီးမဝယ်ဖြစ်ကြဘူးပေါ့เนาะတကယ်တမ်းကျတော့ဆရာမတို့ကိုပေးလိုက်တာဖုန်းကတ်တစ်ခုရဲ့တန်ဖိုးကငါသိမ့်ပဲ ငါးသိန်းတော့သုံးလိုက်တဲ့ခါကျမှသူတို့စီငွေတွေရအိုအောင်မင်းတော့တသက်လုံးအချိန်တိုင်းစက္ကန့်နဲ့မြငွေတွေရဝင်လာတာဒါဆိုရင်မတန်ဘူးလားစဉ်းစားကြည့်မယ်နော်ငွေပဲလားဆိုလားမဟုတ်ပြန်ဘူးအဆဆရရလူမှုရေးတွေရောလုပ်ငန်းတွေရော relationship တွေရောအဆင်ပြေလာတာကွယ်ဆိုတော့ငါးသိန်းလေးနဲ့ကိုကိုကအေးချမ်းဖို့အတွက်ကသုံးသိန်းတာပေါ့နော်ဘေးတွေကြတော့လေဒီဘေးတွေတခုကိုသွားမေးတဲ့ခါမှာဆရာမဘေးတွေသွားမေးတဲ့ခါမှာနေ့နံပြောရမှာလားပြီးလို့ရှိရင်သူကအဲဘာဖြစ်မှန်းနောက်ဖြစ်မှန်းဟာနဲ့ဖြစ်ပြီးသားဟောင်ပြောလိုက်တာ ခေါင်းငါးခေါ်လင်မယားနှစ်ယောက်မှာခေါင်းငါးခေါ်တရားယောက်ကကန်မြင့်ထားရဆိုလို့ရှိရင်ခေါင်းငါးခေါ်ရဲ့တရားမှုက तू ကငွေမမြဲกว่าစိတ်တလောက်ငွေစုငွေစုလို့မရဘူးဒီအိတ်ထောက်ဘက်အချစ်ချင်းကိုလည်း तू ကအဲမတည့်ဘူးမမြင့်လို့အောင်အရိုးရှိဆုံးနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ဒီခေါင်းငါးခေါ်ကန်တဲ့လင်မယားနှစ်ယောက်ကြာမှာရင်ပိုင်ထဲမှာဓာတ်ဖြစ်နေရပဲကြောက်ဘူးလားရင်ပိုင်ထဲကဓာတ်ဆိုတာတက် အားကိုတန်းရည်ဖြစ်ပြီးတော့လေစိတ်ထဲမှာသူ့မုံသူ့အလက်ကိုမုံကဲလင်မြန်းညောင်စကားဆပြောမယ်ဆိုတာနဲ့ကိုလွှဲပြီးအပေါက်လမ်းမတဲတော့ဘူးနေကဘာဖြစ်တယ်ငါကဘာဖြစ်တယ်နဲ့အဲ့လိုမျိုးပေါ့ဒါဒါကြလွှမ်းမိုးမှုလို့ခေါ်တယ်ဖုန်းနံပါတ်ကလူတယောက်ကိုလွှမ်းမိုးတဲ့အခါမှာကောင်းတာလွှမ်းမိုးရေကောင်းတာလေးဖြစ်လာတယ်ဆိုးတာလွှမ်းမိုးလို့ရှိရင်ဆိုးတာဖြစ်လာတာပေါ့နော်ဘယ်နေကြတော့အဲ့လိုမဟုတ်ဘူးသွားမေးတယ်သူကရှေးဖြစ်နှောင်းဖြစ်ကိုအဲဖြစ်မှတ်ဟာရဲမဖြစ်သေးတဲ့ဟာတွေသူကဟေါ်လိုက်တာဆရာမတို့ကြတော့ဒီဖုန်းနံပါတ်ကနေတို့ဘလို့လွှမ်းမိုးမှာဆိုတဲ့ချက်ကိုပဲပြောလိုက်တာဆိုတော့ဖုန်းနံပါတ်ကိုဘေဒီနဲ့ရောထွက်လို့မရဘေဒီနဲ့ဖုန်းနံပါတ်က လုံးဝမတူတက်တက်စီနော်